အားလုံးပဲမင်္ဂလာပါဗျာ TDA Football Show YouTube Channel ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်နေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ညီကိုတို့ကို ကလပ်ဝေါ်ကပ်ပွဲစဉ်တွေကပွဲစဉ်၄ပွဲပေါ့နော်ရှင်ပြိုင်ကစားမယ့်အထက်ကကျွန်တော်စိတ်ကြိုက်ပွဲစဉ်၂ပွဲကိုရွေးချယ်တုံးသက်ပြီးတော့မှဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့ညီကိုတွေအတွက်ရွေးချယ်ပေးခြင်းတဲ့ပွဲလေးကတော့ဒါမြန်မာစံတော်ချိန်မနက်တနာရီခွဲမှာရှင်ပြိုင်ကစားမယ့် Inter Milan အသင်းနဲ့ Urawa ရဲ့ Diamond အသင်းတို့ရဲ့ပွဲစဉ်နဲ့ဒါမြန်မာစံတော်ချိန်မနက်၄နာရီခွဲမှာရှင်ပြိုင်ကစားမယ့် Fluminense အသင်းနဲ့ Busan အသင်းတို့ရဲ့ပွဲစဉ်မျိုးဖြစ်ပါတယ်ဗျကျွန်တော်အဲ့တော့ကျွန်တော်ညီကိုတို့ကိုနည်းနည်းသတိပေးချင်တာရှိသေးပါသေးတယ်ဗျာဒါဆိုဒီ ကလပ်ဟောကက်ပွဲစဉ်က ပွဲစဉ်ကဒါညီကိုညီနဲ့တအားကြီးမစွန်သားတအားကြီးအရန်ကြီးမစွန်သားတင်းနေကက်ပွဲစဉ်ဖြစ်ပါလေဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပွဲဒီပွဲစဉ်မှာဒါဥရောပအသင်းကြီးတွေဆိုလို့ရှိရင်ဒါအသင်းတော်တော်များများပေါ့နော်တော်တော်များများအသင်းတိုင်းတော့ပေါ့တော်တော်များများကနည်းနည်းတိုင်ပတ်နေကြပြီးတော့ဒါဒီတောင်အမေရိကအသင်းတွေကပို့ပြီးယုံကြည်လို့ရမယ့်အနေအထားဖြစ်ပါလေဗျာ အဲ့တော့ကျွန်တော်တို့ဒီနေ့ရဲ့ညီကိုတို့ကိုကျွန်တော်ရွေးချယ်ပေးမယ်ပွဲပွဲစဉ်ရဲ့ပထမဆုံးပွဲဖြစ်တဲ့ဒါမနက်တနားခွဲမှာရှင်းပြကစားမယ်အင်တာမီလန်အတင်းနဲ့ဒါဥရာဝါရဲ့ဒိုင်းမွန်အတင်းတို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်တို့စလိုက်ရအောင်ဗျအင်တာမီလန်အင်တာမီလန်အတင်းအင်တာမီလန်အတင်းနေနဲ့ဒါပထမ round 1မှာတော့မော်တာရိတ်အတင်းကိုဒါ1-1ဆိုရဲဒီရလက်ပဲရရှိရရှိအောင်ကစားနိုင်ခဲ့တယ်ပေါ့နော်ဥရာဝါရဲ့အတင်းကတော့ဒါ Republic အတင်းကို သုံးခုလို့ဆိုတဲ့ရတဲ့နယ်ဒါရှုံးနေပြီးတော့ဒါအုပ်စုရဲ့အောင်ဆုံးမှာရက်တည်နေပါတယ်ဗျဒါအင်တာမီလာအသင်းနေနဲ့ဒါ now round 3မှာဒါ river plate အသင်းနဲ့ရှင်းမြန်ကစားရမှာဖြစ်တဲ့အတွက်သူ့အနေနဲ့ဒီ Urawa Red Urawa Red Diamond လို့ဒါအုပ်စုကလို့တဲ့အောင်ဆုံးကအသင်းကိုသူတေချာပေါက်အနိုင်ကစားနိုင်မှ ဖြစ်မဲ့အနေအထားမျိုးဖြစ်ပါတယ်ဗျကျွန်တော်ဒီခုဒီနဲ့ဒေါ်လာစစတင်ပုံကြီးအရာလေးဒါဘော်ဒီကြီးက အင်တာမီလန်အသင်းကနှလုံးသွင်းရင်90အနိုင်ပေးထားတယ်လို့ဂိုးပေါင်းကြီးကလည်းသုံးလုံးသွင်းရင်10ပြားအနိုင်ပေးထားပါတယ်ဗျာကျွန်တော်တို့ဂလိုလော့တဲ့ဒီညနေဂလိုတဲ့လက်ရှိပေါက်ကြီးရတော့အင်တာမီလန်အသင်းကဘော်ဒီကိုတလုံးသွင်းရင်80အရှုံးပေးအရှုံးသဘောမျိုးပေးထားတယ်လို့ဂိုးပေါင်းကြီးကလည်းသုံးသုံးလုံးသွင်းရင်25ပြားအနိုင်ဂလိုတဲ့လက်ရှိပေါက်ကြီးဖြစ်ပေါ်နေပါတယ်ဗျာဒါအင်တာမီလန်အင်တာမီလန်အသင်းနေနဲ့ ဒီအုပ်စုကဒါနောက်တစ်ဆင့်တက်ဖို့အတွက်အရေးပါတဲ့ပွဲစဉ်ပွဲစဉ်တပွဲဖြစ်တာဖြစ်တဲ့ဖြစ်တဲ့အတွက်အင်တာမီလန်အသင်းကတော့ဥရာဝါရက်ဟိုဥရာဝါရက်လို့ဒါဘယ်လိုပြောရအောင်အာရှကနည်းနည်းဂျပန်လိမ့်မှာပါ တိုင်ပတ်နေတဲ့အသင်းကိုသူတို့အနေနဲ့နှစ်ဂိုးလောက်တော့မပြတ်စရာအကြောင်းကတော့လုံးဝမရှိဘူးလို့တော့ကျွန်တော်ထင်နေဘာလို့လဲဆိုတော့အခုလောလောဆယ်ကြီးကလည်းနှလုံးသွင်းရင်90အနိုင်ကနေပြီးတော့ဒါ တလုံးသွင်းရင်ဒါ80အရှုံးလောက်ထိဖြစ်သွားတယ်ဆိုတော့တရားပိုင်ဒီဘက်ကကျွန်တော်အနေနဲ့ကတော့အင်တာမီလန်အနေနဲ့မဟုတ်ဘူးဆိုရင်တော့မှပဲ 1C 2C လောက်နဲ့တော့ဒါဒီဘက်ကိုကျွန်တော်အနိုင်ရရှိနိုင်မယ်လို့တော့မြင်တယ်ဗျာဒါဖြစ်နိုင်ရင်ဒါ3ကိုလောက်ထိတော့ပြတ်သွားနိုင်တဲ့အနေထားရှိတယ်ဗျာ Urawa Red ဆိုတာလည်းဒါကျွန်တော်တို့အနေက Republic နဲ့ Gan တော့ကဒါ3-1တကူရခဲ့တယ်ဆိုပြီးမှဒါသူတို့ရခဲ့တဲ့ဂိုးကလည်းဒါပင်နယ်တီပြစ်ဒဏ်ဘောကနေရရှိခဲ့တဲ့ဂိုးဖြစ်တယ်ဗျာ အဲ့တော့ကျွန်တော်အနေနဲ့ဒီပွဲမှာအင်တာမီလန်ဒီပွဲကိုကျွန်တော်အထင်ပါတော့အင်တာမီလန်ရဲ့သွင်းအားတကူသွင်းအားတခုလေးကိုပဲကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကတော့နှလုံးနှလုံးကတော့ဒါအနည်းဆုံးကိုအင်တာမီလန်အနေနဲ့သွင်းနိုင်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ထင်နေပါဒါကြောင့်ဒီပွဲမှာဂိုလောလောဆယ်ပေါက်ကြီးတလုံးသွင်းရင်အင်တာမီလန်သင်း80အရှုံးပေါက်တဲ့အနေထားမှာကျွန်တော်အနေနဲ့ကတော့အင်တာမီလန်အနေနဲ့ရူရာဂါရဒိုင်းမွန်အသင်းကိုနှလုံးမသွင်းနိုင်ရအောင်မရှိဘူးလို့ယူဆတဲ့အတွက် ကျွန်တော်ဒီပွဲကို Inter Milan အသင်းရဲ့ body ကိုကျွန်တော်ပေးပါတယ်ဗျာရွေးချယ်ပေးပါတယ်ဗျာဒါနောက်ပွဲကတော့ကျွန်တော်တို့ Fluminis နဲ့ဒါ Ulsan အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ်ဗျာ Fluminis ကတော့ဒါပထမနေ့မှာတော့ဒါ Dortmund အသင်းကို1-1ဆိုတဲ့တေးရလက်ရရှိခဲ့တယ်လို့ Ulsan အသင်းကတော့ဒါ Mamelodi Sundowns ဆိုတဲ့အသင်းကိုဒါသူက0-1ဆိုတဲ့ရလက်နဲ့ရှုံးနေခဲ့တယ်ဗျာ Fluminis Fluminis အနေနဲ့ကတော့ဒါ တော်မွန်တင်းကိုတည်ရတည်ရလည်းရတည်ရလည်းပဲရရှိခဲ့ရအောင်တမှတ်ပဲရရှိထားတဲ့အတွက်တော်မွန်ကဒီနေ့မမဲလိုရီလိုဒါသုံးမှတ်ရတဲ့အတင်းနဲ့တွေ့တဲ့အချိန်မှာဒါသူကလည်းဦးဆန်လိုအတင်းကိုအနိုင်ရရှိဖို့လိုအပ်နေတဲ့အနေအထားဖြစ်ပါတယ်ဗျ။အဲဒီပြိုင်ပွဲမှာဆိုလို့ရှိရင်တော့ဒါတောင်အမေရိကဘောနော်ဒါဘရာဇီးရောအာဂျင်တီးနားရောအတင်းတွေကဒီလိုပြိုင်ပွဲကိုအားထည့်ပြီးရှင်ပြန်ကစားနေတာဖြစ်တဲ့အတွက်ကြောင့်တော့ကျွန်တော်အနေနဲ့ဖလူမီနီနဲ့ဦးဆန်ပွဲကိုတော့ဖလူမီနီကတော့ဒါ အနိုင်ရရှိလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ကျွန်တော်သုံးသပ်မိပါတယ်ဗျဦးစံအတင်းကဒါကျွန်တော်တို့ခုနေ့ကအဲဒီမမဲလူဒီစံတောင်းအတင်းကိုတော်မပဲဒါတော်တော်လေးနေပါတဲ့အနေထားနဲ့ရှင်ပြန်ကစားရတာကစားကစားကစားရတာဖြစ်တဲ့အတွက်ဖလူမီနီကိုတော့သူဘလို့မှခံကန်နိုင်စရာအကြောင်းမရှိဘူးဗျာကျွန်တော်ဘလို့ရဲ့လက်ရှိစတဲ့ပေါက်ကြီးအရာလဲဖလူမီနီအတင်းကတလုံးသွင်း40အရှုံးပေးထားတယ်လို့ဂိုးပေါင်းကြီးကလည်း နှလုံးအရှုံးပဲနှလုံးတရာအရှုံးအပြေးပေးထားပါတယ်ဗျအဲ့တော့ဖလူမီနီဖလူမီနီကဒါတော့မလို့အတင်းကိုတော့မှပဲ level 2ရှင်ကန်နိုင်ရှင်ကန်နိုင်တဲ့အနေထားမှာရှိရတဲ့အတွက်သူ့အနေနဲ့ဒါကျွန်တော်ကိုရီးယားကလပ်ဦးဆန်အသင်းကိုနှလုံးနှလုံးပြတ်လောက်တော့အနိုင်ရရှိလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ယူဆမိပါတယ်ဗျ။ဒါကြောင့်ကျွန်တော်ဒီပွဲမှာကျွန်တော်ရွေးချယ်ပေးရမယ်ဆိုရင်တော့ဒါ 1 minus 40ပောက်တဲ့ flumini ကိုဒါ40ရင်းပြီးတော့ကျွန်တော်ကတော့ flumini body ကိုရွေးချယ်ပေးခြင်းပါလေဗျဒါ40တော့ကျွန်တော်တို့ရင်းပြီးတော့ကြည့်ရမှာပါเนาะပြတ်ပါလေကျွန်တော်ထင်တော့ဒီ flumini ကဥဆန်ဒေါမိုလိုသင်းကိုတော့တကိုးသွင်းတကိုးပြန်သွင်းနိုင်ဥဆန်လိုသင်းကိုကိုးမသွင်းနိုင်ကြအကြောင်းလုံးဝမရှိဘူးဗျာဒါကြောင့်ကျွန်တော်အနေနဲ့ ဒီပွဲမှာကျွန်တော် Fluminis ရဲ့ဘောတလုံး40အရှုံးပေါက်တဲ့ Fluminis ရဲ့ဘောဒီကိုကျွန်တော်ရွေးချယ်ပေးခြင်းပါလေဗျ။ဟုတ်ကဲ့ညီကိုရင်းနေနဲ့အကြိုက်တူမှလိုက်ကစားပါဗျအကြိုက်ပြီလို့ရှိရင်လွတ်လပ်စွာပတ်ကန်စော်ကစားနိုင်ပါလေညီကိုရင်းနဲ့ဘောလုံးပွဲတွေကိုဒိုင်ရိုက်ကြည့်ဒိုင်ရိုက်နောက်ပြီးတော့ငွေသွင်းငွေတုံး24နာရီအာမခံမှုအပြည့်ရှိတဲ့ဒါ UEFA ဘက်မှာလာရောက်စော်ကစားလို့ရပါလေဗျ UEFA ဘက်မှာ UEFA ဘက်မှာညီကိုရင်းနဲ့အကောက်ပွင့်စော်ကစားမယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့တပွဲကောင်းဝုံးပွဲတွေ ပြီးတော့ဒါကျွန်တော်ရဲ့စိတ်ကြိုက်မောင်းလွဲလေးတွေကိုရွေးချယ်ပေးနေတယ်ကျွန်တော်ရဲ့ Telegram channel ကို free join ခွင့်ရမှာဖြစ်ပါတယ်ဗျဒီကိုရင်းနေနဲ့ YouTube မှာအကောက်ခွင့်ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ Telegram နံပါတ်အပေါင်း66 80 293 982ကိုဆက်သွယ်လို့ရတယ်လို့ကျွန်တော်ရဲ့ Viber နံပါတ်အပေါင်း66 80 293 982 9ကိုလည်းဆက်သွယ်ပြီးပြန်စော်ကားသားလို့ရပါတယ်ဗျ။ဒါဒါအပြင်ကျွန်တော်ရဲ့ Telegram free channel လေးပေါ့နော်အဲ့မှာလည်းကျွန်တော်ပွဲလေးတွေရွေးရွေးပြီးတော့ကျွန်တော်တင်ပေးတယ်ဗျ။ ကျွန်တော်ရဲ့ Telegram free channel လေးကိုလည်းဒါကျွန်တော်ရဲ့ဒီ video ရဲ့ comment box အောက်မှာကျွန်တော် link လေးချပေးခဲ့ပါမယ်ဗျ။ဟုတ်ကဲ့ကျွန်တော်ကျွန်တော်ရဲ့ရွေးချယ်ပေးမှုရွေးချယ်ပေးမှုတွေကညီကိုတွေအတွက်ဒါအဆင်ပြေတဲ့သဘောကျတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်ဗျ။ဟုတ်ကဲ့ video ကိုကြည့်ပေးခဲ့ကြတဲ့ညီကိုတွေအားလုံးတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေဗျ။ကျွန်တော်တို့နောက် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ။